လောက်ထက်လုံမဲဆိုတော့တော်တော်တော်ရဲပုံကိုယ်တွေပဲလို့ပြောရမှာပေါ့နော်ငလျင်ဆိုတာကြိုမသိနိုင်ပါဘူးဒါပေမဲ့အဲငလျင်ကြီးတစ်ခုလှုပ်ခတ်ပြီးွားရင်တော့ငလျင်လှိုင်းသေးသေးလေးတွေပေါ့နော်ငလျင်တွေကထက်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 ပြီးတော့လာတတ်ပါတယ်သူလမ်းစဉ်သူရှောက်နေတာပဲပေါ့နော်ဒါပေမဲ့အဲလူတယောက်မှာဘယ်ဟာလှုပ်တင်တယ်ဘယ်ဟာမလှုပ်တင်ဘူးဆိုတော့အရာကိုခွဲခြားနိုင်တာပညာလေးနော်အော်သူပညာနည်းရှာပါလားလို့တော့ တွေးမိတာလေးရှိပါတယ်ကျွန်တော်တော့ထူ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 အဲ့ဒီပုံမှာမှတ်ချက်မပေးချင်ပါဘူးဒါမဲ့ဒါလောက်ရမယ့်အလုပ်ဟုတ်လားမဟုတ်ဘူးလားဆိုတာတော့ဟောဒါကလေးအစသိနေရအလုပ်ပဲလေနော်ကိုယ့်ရဲ့ဖြစ်တဲ့အားရပါလိမ့်မယ်အော်ငါတို့ပြန်ထလာပြီ။အာအဲ့လိုမျိုးအကျင့်ဘလောက်ထတ်လုံမဲ့ဘာညာတွေပြောတာအခုချက်ချင်းလာတော့မယ်နောက်ဘယ်နှစ်နာရီလာတော့မယ်ဆိုတာတွေကကိုလာဟာလာတွေပါဟုတ်ကိုလာဟာလာတွေနဲ့ပြည်သူတွေကိုအစိတ်မခတ်ခြင်းဖြင့်အချင်းချင်းကူညီကြဖို့လည်းလိုပါတယ်။ ခံယူချက်အမြင်ပေါ်မူတည်တာပေါ့နော်ဟိုပြောရင်အကျင့်မတူရင်အဆင့်မတူဘူးအမြင့်မတူရင်လည်းအမြင်မတူဘူးပေါ့နော်ဆိုတော့ဒီလိုလုပ်ရက်ကိုကောင်းတယ်လို့လည်းမပြောချင်တယ်လို့ဆိုးတယ်လို့လည်းမပြောချင်ဘူးအဲဒီနေ့ကတော့ဒီနိုင်ငံတကာရှာဖွေကိစ္စရေးအဖွဲ့တွေကလည်းအင်တိုင်းအားတိုင်းပူပေါင်းကူညီနေကြတယ်။နောက်အခြားပြဟိတမောင်နှမတွေကလည်းအများကြီးပဲရောက်လာပြီးကူညီနေကြဆိုတော့ကိုရီးယားကတော့ဒီနေ့မှာ လှူဒန်းမှုလေးတွေကိုပို့ပြီးဦးစားပေးဖြစ်တယ်ပေါ့နော်အဲဒီနေ့ဟိုထမင်းဖတ်ထမင်းလေးတွေလှူတယ်နောက်ပြီးတော့စက်သားဟင်းနဲ့ပေါ့နော်အဲဟိုလှူလှူတယ်နောက်ဟိုခွေးလေးတွေအစာလိုက်ကျွေးတယ်အာအမတို့ပြီးတော့ဟိုပါပေါ့နော်ဖျားလေးတွေစောင့်ချနောင်းလေးလိုက်လှူဖို့ကြိုးစားရပေါ့လောလောဆယ်တော့ခြေနောင်ကအများကြီးမရသေးဘူးတော့ဖျားလေးပေါ့နော်ဖျားကြတော့အခုအရန်ဟိုဒီ လှုပ်ရှားမှုပေါ့နော်ငလျင်လှုပ်မှုပြီးသွားတဲ့ခါကျလူတွေကအိမ်ပေါ်မှာလည်းမနေနိုင်တော့ဘူးပြီးတော့ဒီတိုင်းအသက်လူပြီးတော့ပြေးလာတာဖြစ်တဲ့အတွက်ဝတ်အစားမပါတာတို့နောက်အဓိကတော့ချက်နှောင်ဆောင်ပေါ့နော်အဲအဲ့လိုမျိုးတွေလည်းမပါဘူးပြီးတော့အိမ်ထဲမှာလည်းမနေရတော့ဘူးဆိုတော့ဒီလိုမျိုးကျုံးပေးတွေဒီလိုလမ်းပေးတွေမှာပဲနေကြတာပေါ့နော်အဲ့တော့ဟိုတို့မှတဏီကုံပူထားတဲ့အပူချိန်မြင့်နေတဲ့အထဲမှာမှဒီပေါ်မှာအခင်းလေးတစ်ခုတည်းနဲ့အိပ်ရတာတွေလည်းရှိတော့လေ။နောက်မင်းလေးကချင်ကြိုက်တယ်ပေါ့နော်။ချင်များတော့လေ အဲ့လိုမျိုးဟိုကလေးတွေတက်ကြီးရွယ်ဦးတွေနောက်ကိုဝင်ဆောင်အမေတွေတို့ကြာအဆင်မပြေဘူးပေါ့နော်အဲ့တော့အမတို့ကဒါကိုအင်းအင်းအားနဲ့ဟိုရပေါ့နော်အာဖြားတွေလိုက်ဝယ်ပြီးတော့မှဒါလေးကိုအရေးပေါ်လှူပေးဖြစ်ပါတယ်ဟုတ်ဘယ်လောက်ထပ်လုပ်မလဲဆိုတော့တော်တော်တော်ရဲပုံကိုယ်တွေပဲလို့ပြောရမှာပေါ့နော်ငလျင်ဆိုတာကြိုမသိနိုင်ပါဘူးဒါပေမဲ့အဲငလျင်ကြီးတစ်ခုလှုပ်ခတ်ပြီးွားရင်တော့ ငလင်လှိုင်းတေးသေးလေးတွေပေါ့နော်ငလင်တွေကထထထထပြီးတော့လာတက်ပါတယ်ဒါပေမဲ့အချိန်ဘယ်လောက်ထိရဲလို့တော့အဲ့လိုမျိုးမှန်းလို့မရပါဘူးဟောဥပမာပြောရမယ်ဆိုရင်အာဒီအမတို့ကငလင်ဆိုတာကကြောက်ပြည့်ရွေကြောတွေရွေရမှုကနေဖြစ်တာပေါ့နော်ဆိုတော့ရေတဲကိုခဲလုံးတစ်လုံးပြစ်ချလိုက်တယ် wave တစ်ခုဖြစ်သွားတယ်အဲ့ဒီ wave ငြိမ်သွားတဲ့အထိ wave တွေကဆက်ဆက်ဆက်ပြီးတော့ပေါ့နော်ရှိနေတာဆိုတော့လေအဲငလင်တစ်ခုပြီးွားရင်တော့နောက်ဆက်တွဲငလင်တွေကတော့လာတက်တယ်ဒါပေမဲ့ အဲ့လိုမျိုးအချိန်ဘယ်လောက်ထပ်လုံမယ်ဘာညာတွေပြောတာအခုချက်ချင်းလာတော့မယ်နောက်ဘယ်နှစ်နာရီလာတော့မယ်ဆိုတာတွေကကောလာဟာလာတွေပါဟုတ်ကောလာဟာလာတွေနဲ့ပြည်သူတွေကိုအစိတ်မခတ်ခြင်းဖြင့်အချင်းချင်းကူညီကြဖို့လည်းလိုပါတယ်အဲအေးဒီမိခွန်းကတော့နည်းနည်းဖြေဖို့ခက်သေးရပါတော့ဟိုစိတ်ချရတဲ့အနေထားမှာရောက်ပြီလားဆိုတာကတော့လောလောဆယ်မှာတော့ cover တော့မဖြစ်သေးဘူးပေါ့နော်ဟိုဒီပိတ်မိနေရဲ့တက်မဲ့ခန္ဓာကိုယ်တွေကိုဆယ်ထုတ်တာအသက်ရှိတွေများကြံ့နေသေးလားဆိုပြီးတော့လိုက်လံရှာဖွေရတာကြီးလည်းရှိသေးတယ်လို့မျိုးပဲငလျင်တန်ခံရတဲ့ ပေါ့နော်တင်းဆောင်သွားတဲ့အဆောက်အုံတွေကလည်းပြူကျနိုင်တာလေးရှိသေးတဲ့အတွက်အချို့လမ်းတွေဆိုလို့ရှိရင်ပိတ်ထားရသေးရပေါ့နော်ဒါလေးရှိပါတယ်ဟုတ်အာဟုတ်ပါတယ်ငလျင်ကတဘာဝဘေးပေါ့နော်အာကျွန်တော်တို့သတိထားရမယ့်တဘာဝဘေး၈မျိုးရှိရဘေး၈မျိုးထဲမှာမှငလျင်ကတော့လုံးဝအန်စင်အချို့မသိနိုင်ဘူးပေါ့နော်ဟိုချို့သိအချို့မသိနိုင်ဆိုတော့လုံးဝချို့မသိနိုင်တာတော့မဟုတ်ဘူးသူ့ကိုသိနိုင်တဲ့ဟာကကြတော့အရန်ကိုအချိန်ကလေကျုပ်တင်ပြင်ဆင်မှုမလုံလောက်ဘူးပေါ့နော်ဥမာမုံတိုင်းဆိုလို့ရှိရင်အာမုံနဲ့အဝိုင်အောင်အဆင့်အနေအောင်အဆင့် အညိုရောင်ဖြစ်နေပြီဆိုတော့အဆင့်တွေကိုတတ်မှတ်ပြီးတော့မှပြည်သူလူထုသိအောင်ဟို sharing လုပ်ပေးလို့ရပါတော့ငလျင်ကကြတော့ unseen တော့ဖြစ်နေတာပေါ့လေဒါဆိုတော့ဟိုငလျင်နဲ့ပတ်သက်တဲ့အသိပညာဗဟုသုတတွေပို့ပြီးတော့မှရှာဖွေလေ့လာထားဖို့လိုတယ်လို့အရင်အကြောက်တရားမကြီးဘူးနောက်ပြီးတော့တကယ်တမ်းအနည်းငယ်ကြုံလာပြီဆိုလို့ရှိရင်ပေါ့နော်လက်မကြည့်စမ်းကိုအသက်အဲ့လိုမျိုးပြေးစီချင်းနေပေါ့ဟိုအခုအမတို့ဒီတက်မဲ့ခန္ဓာကိုယ်တွေလိုက်ထုတ်တဲ့အခါမှာဗာလေးတွေ့ရလဲဆိုတော့ဥမာ ကားမောင်းထွက်မယ်လို့စဉ်းစားရင်းနဲ့တစ်ချက်တွေ့သွားရင်းနဲ့ကားထဲမှာပါညံ့နေလိုက်တာပေါ့နော်မထုတ်ရသေးတဲ့ဟာထဲမှာအဲအဲနောက်တစ်ခုကကျတော့သူငလင်လောက်ခတ်လာပြီဆိုတော့ပြေးမယ်ပေါ့နော်ပြေးမယ်ဆိုရင်မှကားတော့ပြေးယူလိုက်တာအဲ့မှာပြေးမိသွားတယ်ဆိုင်ကယ်တော့ပြေးယူလိုက်တယ်အဲ့လိုပြေးမိသွားအဲအရေးကြီးစာရွက်စာတမ်းတွေဟို သွားယူနေပိတ်မိသွားပါเนาะဒါမျိုးလေးလည်းရှိရနောက်တစ်ချက်အမတို့အခုဟိုကဲစေးကြီးကိုညီကိုညီကဲစေးကြီးလှုပ်တဲ့နေရာမှာအဓိကအမတို့ ਨੇ နည်းနည်းနားလည်မှုလွဲရတဲ့ဟာတွေတစ်ခုရှိရအမတို့ကကြတော့ဆုံးရှုံးရတဲ့ဒီပေါ်နာမိဘမောင်နှမတွေကိုလည်းနားလည်ပါတယ်အဲဒါမဲ့အမတို့ရဲ့ပထမဦးစားပေးရကြတော့ဟိုဒီအပြုတ်အပြက်ပြက်စီးရကြတဲ့မှာအဲတယောက်တလေပဲဖြစ်ဖြစ်ရှင်းတန်နေမလားဆိုပြီးတော့မှလိုက်ပြောမှာပေါ့နော်ရှာဝေကစေးကြီးလောက်ကြတာပေါ့နော်အဲနောက်ထပ်တတ်မဲ့ခန္ဓာကိုယ်ကြီးရှိတယ်ဆိုလို့ရှိရင်လည်းဒီတတ်မဲ့ခန္ဓာကိုယ်ကြီးကအဲသူ့ရဲ့ခုံတိတ်ခါနဲ့အညီ ကောက်ကောက်မုံမတချို့ခွင့်ရစီဖို့ပေါ့နော်အဲဒါမျိုးလေးတွေလည်းကုညီရတာရှိရပါတော့နော်အဲအဲ့တော့အမားတို့ရဲ့အဓိကဦးစားပေးသည်လူလူတွေကို focus ထားပြီးတော့လုပ်ရပါတော့အဲ့မှာအဲအချို့ကြတော့သူတို့ပစ္စည်းပစ္စည်းကိုပဲအဓိကရှာပေးပါလူလူကိုအဓိကမဟုတ်ဘူးဆိုပြီးတော့မှဟိုအငင်းပွားရတာလေးရှိရပါတော့မဟုတ်ဘူးဒါသူတို့ပစ္စည်းကအဓိကအာသူတို့ရဲ့ဒီပေါ့နော်ဆိုင်ဆိုင်နေရှိရဒီထဲမှာဘာတွေရှိရပေါ့နော်ဆိုတော့အဲ့လိုမျိုးအရန် force ပေးတဲ့ ancient တွေတွေ့ဖူးပါတယ်ပေါ့နော်အမေအမတို့ကတော့ဟို ရှင်းပြတယ်ဗောနော်ရှင်းဟိုအတက်နိုင်ဆုံးလို့ရှင်းပြပါတယ်ကျွန်တော်တို့လူရှင်းနေတာရှိမလားလို့အဓိကရှာမယ်အမ်ဒီဆုံးသွားတယ်ဆိုလို့ရှင်းရင်လည်းဒီဒီ body တွေကိုဟိုဆွဲထုတ်ဖို့ကအဓိကဖြစ်နေဗောဘာလို့လဲဆိုတော့ရက်ကြလာတာနဲ့အမြအနက်နေရပို့ပို့ပြီးတော့ဆိုးလာမယ်နောက်ပြီးတော့ဒီကနေထွက်လာမဲ့ဒီအရေးအရွယ်တွေလည်းရှိတော့လေအဲဒီ body ကိုဆဲထုတ်ပြီးရင်အမအရောကဒီ virus တွေပို့ပြီးတော့မှမပြန့်ပေါ်တော့အောင်ဆေးဖြန့်ရတဲ့လုပ်ငန်းရှင်တွေလည်းအမအရောဘက်ကဆက်လုပ်တာလေးရှိရပါတော့ ဆိုတော့ဟိုတစ်ဖက်နဲ့တစ်ဖက်နားလည်မှုရှိရင်တော့အကောင်းဆုံးပါစိတ်တော်တော်မကောင်းပါတော့ပြည်သူလူထုအပေါ်မှာရောဘာသာတနာအတွက်ရောအမလှုပ်ခဲ့တာရအများကြီးပဲပေါ့နော်ဟိုဘေးဒုက္ခတစ်ခုခုကြုံတိုင်းအာအမဟိုသွားပြောလိုက်တိုင်းအမညီမလေးမပုန်နဲ့လှုပ်ဘာလို့လဲအမြဲတမ်းပေါ့နော်လှူရဲတာတနာအတွက်လည်းအများကြီးအမြဲတမ်းထောက်ပံ့ အဲပေးခဲ့တယ်ပေါ့နော်ဆိုတော့ဟိုကောင်းရမွန်ရမှာပဲရှိနေမယ်လို့လည်းယူဆပါတယ်အာနေဆက်ဆုံးဆိုရင်ပြီးခဲ့တဲ့ရေပေးမှာဆိုရင်မမရေလက်ကသွားကုရမယ်လို့ပြောလိုက်တာနဲ့ညီမလေးလှုပ်လို့တာကိုဒါပြောအဲအဲ့လိုမျိုးပေါ့နော်မမတို့မူငြင်းတမ်းပြောလို့ရှိရင်ညီမလေးချလို့တာဒါပြောညီမလေးဘာလို့လဲအာတီတူလူတို့ကိုကုညီတာရှင်းရှင်းရှင်းနဲ့ကုညီပေါ့နော်အဲ့လိုမျိုးအငြင်းတမ်းအဲသူကလက်လက်လေးလည်းနေစေခြင်းနဲ့လူတွေလည်းအများကြီးအကျိုးပြုစေခြင်းနဲ့ပေါ့နော် ဟိုသူကိုယ်တိုင်ကလည်းတကယ်ကိုတန်ဖိုးရှိရဲ့အစံထားရဲမျိုးသမီးတယောက်လည်းဖြစ်ခဲ့တော့လေဆိုတော့တော်တော်ဝမ်းနေတယ်ပေါ့နော်ဒါကလည်းတဦးချင်းစီရဲ့ဟိုခံယူချက်အမြင်ပေါ်မူတည်တာပေါ့နော်ဟိုပြောရရင်အကျင့်မတူရင်အစ်စ်မတူဘူးအဲဆိုတော့ဟိုအမြင့်မတူရင်လည်းအမြင်မတူဘူးပေါ့နော်ဆိုတော့ဒီလိုလောရက်ကိုကောင်းတယ်လို့လည်းမပြောချင်တယ်လို့ဆိုးတယ်လို့လည်းမပြောချင်ဘူးအဲသူ့လမ်းစဉ်သူရှောက်နေတာပဲပေါ့နော်ဒါပေမဲ့ လူတယောက်မှာဘယ်ဟာလှုပ်တင်တယ်ဘယ်ဟာမလှုပ်တင်ဘူးဆိုတော့အရာကိုခွဲခြားနိုင်တာပညာလေးเนาะ။အော်သူပညာနည်းရှာပါလားလို့တော့တွေးမိတာလေးရှိပါတယ်။ကျွန်တော်တော့ထူး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 အဲ့ဒီပုံမှာမှတ်ချက်မပေးချင်ပါဘူး။ဒါပေမဲ့ဒါလှုပ်ရမယ့်အလုပ်ဟုတ်လားမဟုတ်ဘူးလားဆိုတာကိုတော့ဒါကလေးအစသိနေတဲ့အလုပ်ပဲလေးเนาะ။